ချပရနီယာ84မှာတော့ဂါဂါမာရူကသူ့ရဲ့အတင်းကိုလမလေးတင်ကာကွယ်လက်နေပါတယ်။အီစာကီအတင်းရဲ့စင်ခဲပြောင်းလဲမှုဟာအလုပ်ဖြစ်ခဲ့ပြီးတော့သူ့ရဲ့ကန်ချက်အသားခံလိုက်ရတဲ့ရင်ကတော့တိတ်ပြီးတော့ပျော်မနေခဲ့ပါဘူး။အီစာကီရဲ့နောက်ကနေဟီယိုရီယာရင်ဆိုရဲမကောင်းဆိုးအောင်တားနိုင်မှုအတွက်ဘလောက်ကြီးကြီးတက်ချက်ထားရလဲလို့မေးလိုက်ပါတယ်။အီစာကီကလည်းသူ့ကိုယ်သူတဲချက်လောက်တာအစဂါဂါမာရူတားလိုက်မယ်ဆိုတာထိတွက်ချက်ခဲ့ပြီးတော့အဲ့လိုမျိုးလုံနိုင်မှုအတွက်ရင်ကိုနိုင်ယူခြင်းနဲ့စိတ်ကိုစွန့်လွတ်လိုက်ပြီး ပုံမှန်အတိုင်းတားဖို့ကြိုးစားမယ်ဆိုရင်ရင်းကိုတားနိုင်ဖို့ကအခွင့်အရေးအတော်နဲ့တဲ့အတွက်ကြောင့်ရင်းရဲ့ကန်ချက်အရှိန်ကိုပဲရှော့ချပြီးလွတ်ထွက်သွားတဲ့အလုံးကိုတော့ခိုင်စာဝဲတားဖို့အတွက်ခြံထားပေးလိုက်ပြီးရင်းရဲ့ကန်ချက်ကအီစာကီကိုကြောင်နိုင်သွားမယ်ဆိုရင်ဂူတင်နဲ့တော့မယ်အနေထားမလို့ခိုင်စာတားအောင်တားရမှာပါ ခိုင်စာရဲ့စိတ်နဲ့လုံနိုင်စွမ်းတွေကိုတည်ထားတဲ့အတွက်ကြောင့်အီစာကီကခိုင်စာအပေါ်မှာလောင်ကျင်းထက်လိုက်တာဖြစ်ပါတယ်။ယူချင်းစရာခံမှန်းမှုတွေနဲ့အီစာကီကိုဟီယိုရီကသူ့ကိုယ်သူတဲကျအနေနဲ့အတုံးချဘူးလား။ဒါပထမဦးဆုံးအကြိမ်လားလို့မေးလိုက်ပါတယ်။အီစာကီကလည်းဟောလောက်မယ်လို့ပြန်ဖြေပြီးတော့အကယ်၍သူသာဒီနေရာမှာရှုံးသွားခဲ့မယ်ဆိုရင်လည်း ညာကြီးရှင်တွေရဲ့ဝါမျိုးတော်ကိုခိုင်းရပြီးပြောက်ွက်တော်မှဖြစ်တဲ့အတွက်ကြောင့်ကိုရေးကိုယ်တာခံစားချက်တွေကသုံးမဝင်ဘူးလို့အီစာကီကထင်လိုက်ပါတယ်။အရာအလုံးဆွလွတ်ပြီးသွားတဲ့အခါမှာအီစာကီကအနိုင်ရဖို့အတွက်သူ့ရဲ့ဝိညာဉ်ကိုရောင်းလိုက်တယ်လို့စိတ်ထဲမှာခံစားလိုက်ရပြီးတော့တိုက်ခိုက်ဖို့နီလန်အစ်စ်ကိုလည်းရှာတွေ့သွားတယ်လို့ပြောရတယ်။တစ်ဖက်မှာရင်ကအီစာကီကိုဘာလဲမင်းကငါ့ရဲ့ကံချက်ကိုကားလိုက်နိုင်လို့ပြောနေရလားမင်းကတိုက်စစ်မှုတယောက်အနေနဲ့ကြာရှုံးသွားပြီလို့ရင်ကပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာအီစာကီကရင်ကို တကယ်တမ်းစိတ်ပြတ်ဖို့ကောင်းတာရင်ဖြစ်ပြီးတော့အီစာကီတားနိုင်ခဲ့တာကံကြက်တစ်ခုလေးနေမယ်မဟုတ်ပါဘူးတကဘာလုံးကရင်စီရဲ့စူပါကိုမျောလင်းနေကြတဲ့အချိန်မှာတကဘာလုံးကသူရဲ့ကောင်းတယောက်ဝေဖွားလာမအောင်စောင့်နေကြတဲ့အချိန်မှာအီစာကီကအဲ့ဒီအရာတွေအားလုံးရင်စီရနေပြီးတော့လူယူဖြည့်ဆည်းပြင်းနိုင်ခဲ့ပြီးတမိုင်းတစ်ခုလုံးကလည်းအီစာကီရဲ့အလိုအတိုင်းပြောင်းလဲနိုင်ခဲ့ပြီးတော့အီစာကီရဲ့ယုတ်တိရှိမှုကရင်ရဲ့စစ်ကူတွေကိုကျော်လွန်သားနိုင်ခဲ့ပြီးတော့ဘယ်တော့မှမခံစားဘူးတဲ့အတ္တမျိုးနဲ့ထမ်းမြတ်တဲ့တင်းယူသူတယောက်ကညံကြီးရှင်တယောက်ကိုလည်းအနိုင်ယူနိုင်တယ်ဆိုတာပြသနိုင်ခဲ့ပါတယ် တဖက်မှာတော့မာစတာရဲ့အချင်းကပြေးသွားခဲ့ပြီဖြစ်တဲ့တကြောင်လူပြန်လဲရတော့မဲ့အချင်းကိုရောက်ရှိလာခဲ့ပါတယ်။လိုကီကသူဝင်ကစားလိုက်တာအကျိုးမရှိပဲပြောဖို့ကောင်းမဲ့ထင်လို့စော်ကစားခဲ့တာဖြစ်ပြီးတော့သူ့ရဲ့ pass နဲ့ Rin ကကိုမသိနိုင်ခဲ့တာကိုလိုကီကမယုံကြည်နိုင်ဖြစ်နေခဲ့ပြီးဒီပုံစံတိုင်းဆိုရင်ဂျပန်အနေကမ္ဘာအကောင်ဆုံးတိုက်စစ်မှုထွက်လာဖို့ဆိုတာနှစ်သောင်းလောက်ကြာအောင်မဲ့ဆိုပြီးတော့လိုကီကပြောတဲ့အခါမှာအီဆာကီကလိုကီကိုရှက်ကြော်ပြစ်ချက်ဆော့ Okay အဲ့လိုတော့မပြောပါဘူး။လိုကီရဲ့ Rin ကိုရမယ်ဆိုတဲ့ပုံမှန်မှုကိုခိုင်စာနဲ့အီဆာကီကဖျက်ဆီးလိုက်နိုင်ခဲ့တဲ့အတွက်ကြောင့် လိုကီယာမတကယ်တမ်းရှုံးသွားတဲ့သူဖြစ်ကြောင်းနဲ့ယောက်ျားဆိုရင်ရှုံးတော့ဝန်ခံဖို့ပြောပြီးကိုကိုကိုအထင်ကြီးနေခဲ့တဲ့လိုကီယာဒီလိုမျက်စံနဲ့ခြေထောက်တွေနဲ့မွေးမလာခဲ့သင့်ဘူးလို့ပြောရတယ်။အီစာကီရဲ့စကားတွေကြောင့်လိုကီယာလည်းပေါက်သွားခဲ့ပြီးတော့နိုဝါကလည်းသူ့ရဲ့အတင်းသားဖြစ်တဲ့အီစာကီကိုပြန်ထိန်နေခဲ့ရပြီးဆိုတော့ကစားကွက်ကသူတို့ခတ်မှန်းထားတာကိုကျွလွန်သွားတယ်ဆိုပေမဲ့တကဘာလုံးကိုလိုက်လွတ်နေတဲ့အချိန်မှာအခုလိုမပြောသင့်ဘူးလို့နိုဝါကဖြောင်းပြပေးနေတဲ့အခါမှာအီစာကီကလည်းခိုင်စာရဲ့အတောက်ကိုနိုးထားဖို့အတွက်သူ့ပစ္စည်းတစ်ခုအနေနဲ့တုံးချသွားခဲ့တဲ့နိုဝါကိုထပ်ပြီးတော့မြုံချင်နေတော့ပဲ နွားအိလက်ကိုဆွေးညင်ထားရင်နဲ့သူ့အနိုင်နိုင်မဲ့သီအိုရီတစ်ခုယူလာပေးမှမလို့ထိတ်ဆုံးမှစောင့်နေဖို့နဲ့ဇာမဲကောက်ပါဖလားသူ့အတွက်ပဲလို့တကဘာလုံးရဲ့ရှေ့မှာကိုယ့်ရဲ့မာစတာကိုစစ်ကျင်ညာလိုက်ပါတယ်တကဘာလုံးကပရိသတ်တွေနဲ့နှစ်ဖက်လုံးကကစားသမားတွေကလည်းအီစာကြီးရဲ့စကားကိုအံ့ဩနေကြပြီအီစာကြီးရဲ့စိတ်ထဲမှာတော့သူ့ရဲ့မာနအတုံးမွေနဲ့အရာတွေအလုံးကိုစွန့်လွတ်လိုက်ပြီးသူ့ကိုယ်သူအတုံးချကန်ပြည်သူတစ်ခုလို့သဘောထားပြီးတစုံတစ်ယောက်နဲ့အတင်းဖွဲ့ဖို့ဆုံးဖြတ်ခဲ့ပါတယ်သူကတော့အီစာကြီးရဲ့အဓိကပြန်မဲ့ဖြစ်တဲ့မကဲခိုက်တာပဲဖြစ်ပြီးတော့သူတို့နှစ်ယောက်သာအတူတွဲလုပ်မယ်ဆိုရင် ဒီနီယိုအေဂွိစလီကိုအဆုံးသတ်နိုင်မယ်လို့အီစာကီကပြောနေခဲ့ပါတယ်ခိုင်စာကတော့အီစာကီစီကနေဒီလိုစကားမျိုးကိုမျှော်လင့်မထားခဲ့တဲ့အတွက်အနှဲငယ်တော့အံ့ဩနေခဲ့ပြီးအီစာကီကိုစိတ်များလွတ်သွားရလားသူနေချင်တဲ့လူတယောက်နဲ့ဘာလို့အသိမွဲဖို့ကြိုးစားနေရလဲလို့ခိုင်စာကမေးလိုက်ပါတယ်အီစာကီကလည်းခိုင်စာကိုအဲ့ဒီຢာတွေအားလုံးကအရင်မပါတော့ပဲဒီတန်းနာဆိုရင်သူတို့ညံကြီးရှင်ကြီးကိုအနိုင်ယူနိုင်မှာမဟုတ်တဲ့အတွက်တကူပေးလိုက်ရရင်အဆုံးသတ်တော့မဲ့အနေထားမှာရီလိုညံကြီးရှင်မျိုးတားဖို့အတွက်တခုတည်းတော့နီလာနှစ်ယောက်အတူပူးပေါင်းဖို့လိုအပ်ပြီးစောနာရောကရင်းရဲ့ကံချက်ကို ခန်းစစ်ပိုင်းမှာနှစ်ယောက်သူပူပေါင်းပြီးတော့လက်မလေးတင်တားနိုင်လိုက်ခဲ့ပါတယ်နှစ်ယောက်သားတွဲလုံးကြီးမယ်ဆိုတဲ့တက်တွေပဲဖြစ်ပြီးတော့သူတို့နှစ်ယောက်ရဲ့ပူပေါင်းမှုဟာတိုက်စစ်မှာလည်းအလုပ်ဖြစ်နိုင်ပြီးခိုင်ဇာနဲ့အီဇာကီယာဟာဝါကတဲလန်းအောင်နိုင်နေဆိုတာတက်တွေပြကြမယ်လို့အီဇာကီယာယုတ်တိရှိရှိရှင်းပြပါတယ်အဲ့ဒီအချိန်မှာခိုင်စာအီဇာကီကိုမင်းရဲ့ပူပေါင်းခြင်းနဲ့ရွေချက်ကဒါလားလို့မေးတဲ့အခါမှာအီဇာကီကလည်းဟုတ်ကြောင်းနဲ့အခုချိန်မှာသူ့ရဲ့ခံစားချက်တွေထက် ဒီအကြံကိုခိုင်စာနဲ့အတူကပားကြီးကိုတက်တဲ့ပြကျင်နေပြီအနိုင်ရဖို့အတွက်သူ့ရဲ့ခံစားချက်တွေအားလုံးကိုလည်းစွန့်လွတ်လိုက်ပြီးတော့တစုံတစ်ယောက်ရဲ့အတုံးချခံဆိုတဲ့ခံစားချက်ကိုသူ့ရဲ့ပုံစံအစ်တမမြုံနှံထားခြင်းနဲ့လို့ဣစာကြီးကပြောပါတယ်စိတ်လုံးလို့ရှာပြောနေတယ်ဆိုတာထက်ဣစာကြီးရဲ့စိတ်မှန်တဲ့စင်ကျင်မှုစိတ်မှန်တဲ့အတ္တပဲဖြစ်ပါတယ်အဲ့ဒီအချိန်မှာခိုင်စာဟုတ်ပြီအတင်းဖွဲ့ကြမယ်ဆိုပါစို့နောက်ဆုံးကိုဘ누구ကတွေးမလဲလို့မေးတဲ့အခါမှာဣစာကြီးကအားလုံးကိုမြတ်မြတ်တတ်တတ်ဖြစ်ဖို့အတွက်ဣစာကြီးကသူ့အနိုင်ရဖို့ယုတ်တိအရှိဆုံးရလက်ဖြစ်တဲ့ကံတရားလို့ပြောပါတယ် နှစ်ယောက်လုံးကယုတိရှိရှိဘောလုံးပေးကြမှာဖြစ်ပြီးဘောလုံးနောက်ဆုံးရရှိထားတဲ့သူကကိုတင်လို့ရရလို့အီစာကီကပြောရတယ်အဲ့ဒီအချိန်အတွင်းမှာကိုကြီးကိုတာခန်းသားချက်တွေကိုဘေးဖယ်ထားဖို့လိုအပ်ပြီးသူတို့ရဲ့အတ္တတွေအားလုံးကိုဆွတ်လွတ်ပြီးတော့ဒီတိုက်ပွဲမှာနိုင်ရဖို့အတွက်ကမ္ဘာအကောင်ဆုံးတိုက်စစ်မှုတွေဖြစ်လာရမယ်ထို့ကြောင့်တဲ့တင်ယူသူတွေအနေနဲ့ပါရမီရှင်တွေကိုကြော်လွန်မှုအတွက်ဆိုရင်ဒီနီလန်တစ်ခုတည်းပဲရှိပါတယ်နှစ်ယောက်လုံးကတယောက်ကိုတယောက်နှင်းချင်တဲ့စိတ်ရှိသေးတဲ့ဆိုပေမဲ့ခိုင်စားရတဲ့အီစာကီကိုရင်းကိုကြော်တက်ပြီးနိုအာကိုဖျက်ဆီးခြင်းတဲ့အတွက်ကြောင့်ပန်းနိုင်သူနေကြတဲ့နှစ်ယောက်သား ပါရမီရှင်တွေကိုနိုင်ယူဖို့အတွက်အတင်းဖွဲ့ဖို့စာချုပ်ကိုချုပ်ဆိုလိုက်ပါတယ်။ NEO EQC ရဲ့နောက်ဆုံးအခိုက်အတန့်အားလည်းရောက်ရှိလာခဲ့ပြီးတော့မာစတာတွေပါဝင်လာခဲ့တာတောင်ကစားပွဲကအဆုံးမသက်နိုင်သေးပါဘူး။အခုချိန်မှာတော့နှစ်သင်းလုံးရဲ့မာစတာတွေကလည်းလူလဲလဲပြီဖြစ်တဲ့အတွက်အားလုံးကဘာဆက်ဖြစ်မလဲဆိုတာစောင့်ကြည့်နေကြကြပါရစေ။နှစ်ဖက်နှစ်သင်းလုံးကလည်းနောက်ဆုံးအခိုက်အတန့်ဖြစ်တဲ့အတွက်အသေးအချာအာရုံစိုက်နေကြကြပြီးအရန်ခုံမှလိုကီယာနိုဝါကိုအီဇာဂီရဲ့အချိုးပြင်းတင်တယ်လို့ပြောနေခဲ့ပါရစေ။အဲ့ဒီအချိန်မှာနိုဝါကလည်းအီဇာဂီမမကြောင့်ပြောနေခဲ့တယ်ဆိုပေမဲ့လော်ကီရှုံးသွားခဲ့တယ်လို့ပြောနေခဲ့တာလည်းမဟုတ်ပါဘူး။ ောက်ဆုံးရလတ်ကိုရဖို့နိုဟာတို့ကအဲ့ဒီတကားကိုဖိဖေးလိုက်တာဖြစ်ပြီးအီစာကင်းကိုအတုံးချနိုင်ခဲ့လို့ထိခဲ့ပေမဲ့တကယ်တမ်းမှာတော့အတုံးချခံနေရတာသူတို့ပဲဖြစ်နေပါတယ်ဒီနီယိုအီဂွိစလီကပတ်စပ်နေမဟုတ်ပဲသူတို့လိုချင်တဲ့ပြိုင်ဘက်တွေရဲ့အတ္တဘလူးလောကအီဂိုဆိုတဲ့အတ္တဓမ္မရဲ့မယုံကြည်နိုင်စရာတိုးတက်ပြောင်းလဲမှုတွေကိုစမ်းတတ်တဲ့စိတ်မိမိတစ်ခုပဲဖြစ်ပြီးတော့သူတို့ကအဲ့ဒီရဲ့အစတတ်ခံနေဖြစ်ပါတယ်နောက်ဆုံးမှသဘောပေါက်သွားခဲ့တဲ့နိုဟာကိုအီဂိုကစောင့်ကြည့်နေခဲ့ပြီးအီဂိုလိုချင်တဲ့ကမ္ဘာအတ္တအကြီးဆုံးတိုက်စစ်မှုကအရာအလုံးလောင်မြိုက်ပြိမဲ့အစိတ်ပြင်းနဲ့မိသားတစ်ခုလိုပါပဲ ်အခုလို့ကျန်းတဲ့နဲ့ပေါဝင်ခြင်းမျိုးမှရှင်းသန်နိုင်ခဲ့ကြတဲ့သူတွေကတောက်ခံနိုင်မှုအတွက်ကြွင့်ကျင်မှုတွေအသွေးခေါ်တွေကိုရရှိခဲ့ကြပြီးတော့အသည့်သက်ပံမွေးဖွားလာခဲ့တဲ့အထက်သမားတွေကမတူညီတဲ့စင်ကဲပြောင်းလဲမှုတွေနဲ့ကဘာကြီးကိုတတ်တဲ့ပြနေခဲ့ကြပါတယ်နာနာဆယ်ပေးလိုက်တဲ့လက်ပြဘောဟာဘလူးလော့ရဲ့နံပါတ်၁ရင်အီတိုရှိစီမှရှိနေခဲ့ပြီးတော့တမပဲလိုရတဲ့အနေထားမှာရင်ကအလုံးဖြက်စီးနေခဲ့ပါတယ်။တောင်ရလုံးရဲ့ကြားနေမယုံနိုင်တဲ့ဒရစ်ဘလင်းနဲ့အလုံးရင်ကဖြက်စီးလိုက်ပါတယ်။ရင်ကိုတားဖို့အတွက်ရှေ့မှာအီဆာကီကရှိနေခဲ့ပြီ ရီယာအီစာကီကိုရှာပြီးတော့ကန်သိန်းဖို့အတွက်လုံနေခဲ့တဲ့ဆိုပေမဲ့သူ့ရဲ့ဖြည့်ဆည်းခြင်းနဲ့ဗီဇကြောင့်အီစာကီကိုနင်းချပြီးမှကန်သိန်းဖို့လုံနေခဲ့ပါတယ်။လမ်းကြောင်းကလည်းပွင့်နေခဲ့ပြီးကန်သိန်းဖို့လုံနေတဲ့အချိန်မှာပဲခိုင်စာသူ့ရဲ့လှုပ်ရှားပုံတွေကတိတိလုံနေလို့ပြောပြီးတော့ဂိုးဘော့ထဲကိုမကန်သိန်းခင်မှာဖျက်ထုတ်လိုက်ပါတယ်။ရီယာခိုင်စာနဲ့အီစာကီအတူတူတွဲလုံနေကြတာကိုမယုံကြည်နိုင်ဖြစ်နေခဲ့ပြီးနှစ်ယောက်လုံးရဲ့ပူးပေါင်းလှုပ်ဆောင်မှုကအလုံးဖြစ်ခဲ့ပါတယ်။ပါရမီရှင်တွေကိုအနိုင်ယူဖို့အတွက်နှစ်ယောက်လုံးကတံပြန်တိုက်စီဆင်ဖို့တပတ်အတည်းရဲ့ဂိုးဘော့စီကိုပြင်းနေခဲ့ကြပြီးဇန်တက်ဆုတဲ့နာနာဆယ်ရောကအသေးအံသူတို့ရဲ့တံပြန်တိုက်စီကို ားဖို့အတွက်လုံနေခဲ့ကြပါတယ်ပူပေါင်းမလို့ဆောင်ခင်ကတည်းကတိုက်မဲနေခဲ့ကြတာကိုအခုအချိန်မှာပူပေါင်းလို့ဆောင်တဲ့အခါမှာတော့တားဖို့အခွင့်အရေးမရှိပဲအသာအရာပဲဖြတ်ကျော်ခံနေရပါတယ်အီစာကီပြန်မေးတဲ့ဘောလုံးခိုင်စာနောက်မှရှိနေတဲ့ဟီယိုရီအတွက်ချပေးလိုက်ပြီးတော့ရုတ်တရက်ရှိရှိလှုပ်ဆောင်နိုင်မှုအတွက်အီစာကီတင်မကပဲတရင်လုံးနဲ့ပါအတူတူလှုပ်ဆောင်နေခဲ့ကြပြီးဘတ်စတာမန်ချေတရင်လုံးကရုတ်တရက်ရှိစွာနဲ့အားလုံးအတူတူပူပေါင်းလှုပ်ဆောင်နေကြပါတယ်ကမ္ဘာတစ်ဝန်းလုံးကပရိသတ်တွေကလည်းဘတ်စတာမန်ချေတရင်ပထမဦးဆုံးအတူတူပူပေါင်းလှုပ်ဆောင်မှုပထမဦးဆုံးအနေနဲ့မြင့်တက်နေခဲ့ကြရပါတယ် ဘောလုံးကရိုက်ချီစီမှာရှိနေပြီလူကတ်ခံနေရတဲ့အတွက်နေရာလုံးမှာရှိနေခဲ့တဲ့ဟီယိုရီကိုရိုက်ချီကဘောလုံးပေးလိုက်ပြီးတော့အဆုံးသတ်ဖို့ပြောလိုက်ပါတယ်အတင်းရဲ့ဘောဝချက်နှစ်ယောက်ကအတူတူကစားနေတဲ့အတွက်ကြောင့်ကိုယ့်ပုံဖော်ဖို့ကရန်အောင်လွယ်ကူသွားခဲ့ပြီးဘယ်သူ့ကိုပဲပေးပေးကိုယ့်ရဲ့အနံ့ကိုရရှိနေခဲ့ပြီးတော့ဘောလုံးလောကရဲ့ခေတ်သစ်ကိုနီးစနစ်အစ်စ်တွေနဲ့ပုံဖော်နေကြတဲ့အနာဂတ်ကျယ်ပွင့်နေစီကိုဟီယိုရီကဘောလုံးပေးလိုက်ပါတယ်အားလုံးသားနေတဲ့ကြားကနေအီဆာဂီစီကိုရရှိသွားခဲ့ပြီးတော့ပထမကန်ချက်ကိုအယံပြရင်နဲ့ထူကန်ဘော်လီကိုပြောင်းတော့မဲ့အချိန်မှာအမောင်တို့တွေကနေပြီးတော့ခါရာဆူကဖျက်ထုတ်နိုင်ခဲ့ပါတယ် အကခံလိုက်ရတဲ့ဘောလုံးကခိုင်စာစီကိုဥတီနေခဲ့ပြီးတော့ခိုင်စာအင်ပန်နဲ့ကန်ချလိုက်တဲ့အခါမှာချားစ်ကခေါင်းနဲ့ဝင်ခံလိုက်ပါတယ်အဲ့ဒီအချိန်မှာအီဆာကီဒိဋ္ဌိထားမိခဲ့တာကတော့သူ့ရဲ့ကန်ချက်ကိုတားနိုင်လိုက်တဲ့ခါရာစုနဲ့ချားစုကလည်းထမြက်တဲ့တီယူသူတွေပဲဖြစ်ကြပါတယ်ဘောလုံးကလေးဘောကိုမြတ်တက်သွားခဲ့ပြီးသူတို့လိုလူတွေရှိနေခဲ့တဲ့အတွက်ရိုးရိုးရှင်းရှင်းနဲ့ဂိုးသိမ်းလို့မရတော့ပဲသူတို့နှစ်ယောက်ကိုအကျော်လွန်နိုင်မဲ့ဂိုးသိမ်းမဲ့အိုင်ဒီယာအစ်စ်ကိုလုံနေခဲ့ပါတယ်ဘောလုံးဇန်တက်စုကရေပန်းနဲ့ထိတ်လိုက်ပြီးတော့ တပြန်တိုက်စစ်အတွက်ရှီတိုဘောလုံးပေးလိုက်ပါတယ်ဘောလုံးရပြီးတော့ဘာမှတော့မကြလိုက်ခင်မှာလူသွုံရောက်ဝိုင်းပြီးတော့ကတ်တာခံနေရပါတယ်ဒါပေမဲ့လည်းအကြံနဲ့အများကြီးရှိနေခဲ့တဲ့ရှီတိုကဖနောက်နဲ့နောက်မှရှိတဲ့ရင်းကိုပေးလိုက်ပါတယ်ပြန်မဲ့အသည်ရဲ့အဓိကကစားသမားတွေကလည်းအတူတူအသင်းဖွဲ့နေခဲ့တဲ့အတွက်ကြောင့်ရှီတိုတို့ကလည်းအတူတူပူးပေါင်းလိုက်ကြပြီးတော့ခါရာဆူနဲ့ချားဆိုးကပါဝင်လာတဲ့အတွက်တွဲလုံးညီညီနဲ့အားလုံးအသာအယာကြော်ဖြတ်နိုင်နေပါတယ်နောက်ဆုံးလူပေးမှုနဲ့ရှီတိုစီမဘောလုံးကရှိနေခဲ့ပြီးအီကာကိုရီယာလွတ်နေကြနီလန်အတိုင်းရှီတိုဖောင်းဖို့လုပ်ပေမဲ့ ရီလမဟုတ်တဲ့ရှီတို့တော့ဒီအကွက်တော့ရှိလို့မရပါဘူးဘေးကနေအရှင်ပြင်းပြင်းနဲ့ကြော်ဖြတ်သွားတဲ့အခါဤကားကူတွေကလည်းအာကသာစိတ်တဲ့ရှိတဲ့အတွက်ရှီတို့ရဲ့အင်ဂျီကိုလှမ်းပြီးတော့ဆွဲလိုက်ပါတယ်ရှီတို့မှလည်းရွေးချယ်စရာမရှိတော့တဲ့အတွက်လူပေးဖို့အတွက်ပဲဆုံးဖြတ်လိုက်ရပြီးတော့တပတ်အတင်းရဲ့ခန်းစစ်ကစားသမားကိုကြော်ဖြတ်ရင်းနဲ့ဘလူးလော့ရဲ့နံပါတ်1ရင်းစီကိုဘောလုံးကရရှိသွားခဲ့ပါတယ်ကန်နင်းတော့မဲ့အခိုက်တန့်လေးမှာခိုင်စားရင်းကိုအချိန်နည်းအောင်လုပ်နေတဲ့အချိန်မှာအီစာကီကဖြတ်ထုတ်သွားခဲ့ပြီ ။မြောက်သားတီးကြတဲ့လှုပ်ဆောင်မှုတွေနဲ့ရင်စီကဘောလုံးဖြတ်တော့နိုင်ခဲ့ပါတယ်။ဂိုးဘောဘောကနေဘောလုံးကကျော်သွားပြီးတော့အီစာကီကမင်းတို့လိုညံကြီးရှိနေရရုတ်တရှိရှိစောကြတဲ့အခါမှာသူတို့လိုထူးချွန်တဲ့တင်ယူသူတွေကိုအနိုင်ယူနိုင်မှာမဟုတ်ပဲငါတို့ဘယ်တော့မှလှည့်စားနိုင်မှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။ဆွမ်းနာရှီရိုရဲ့အင်ဂျီကို respect ရှိရှိဆွဲခဲ့တဲ့အီကာကူတွေကအဝါကရရှိသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာနိုအားလည်းသူ့ရဲ့နီးစနစ်ကအလုံးမဖြစ်တော့တဲ့အတွက်ကြောင့်အချိန်လေးလေးပုံမဆိုးလာခင်မှာအီကာကိုရီကိုလူလဲဖို့ဆုံးဖြတ်လိုက်ရပါတယ်။အီကာကိုရီကတော့အဆင့်23မဝင်သေးတဲ့အတွက် ထပ်ပြီးအခွင့်အရေးပေးဖို့တောင်းဆိုနေခဲ့တဲ့ဆိုပေမဲ့ယုံကြည်မရှိတော့တဲ့ဤကားကိုယ်ရဲ့နီးစနစ်ကြောင့်အနိုင်ရဖို့အတွက်ကိုပဲအဓိကထားတယ်။နိုဝဲနိုဟာသူ့ကိုမလိုအပ်တော့တဲ့အတွက်ကြောင့်သွေးအင်းနဲ့အရန်ခုံမှပြန်တိုင်ခိုင်းလိုက်ပါတယ်။ဒီလိုနဲ့ပဲဤကားကိုယ်ရဲ့ဘလုံးသမားဘောကသူ့ရဲ့အိမ်မက်တွေအားလုံးဟာဒီနေရာမှာပဲအဆုံးသတ်သွားခဲ့ပါတယ်။ဣစာကြီးကလည်းဤကားကိုယ်ရဲ့ကြောင့်သာဒီနေရာမှာရှိနေခဲ့ရတာဖြစ်ပြီးတော့အချစ်တော်ကြီးဤကားကိုယ်ရီကိုဒီနေရာမှာနောက်ဆုံးအနေနဲ့နှုတ်ဆက်လိုက်ရပါတယ်။ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ။ဗီဒီယိုကိုကြည့်နေတတ်တယ်ဆိုရင်တော့ ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ခဲ့ပြီးကြဖို့တောင်းဆိုချင်ပါတယ်။အားပေးကြတဲ့သူတူတူတယောက်ချီးကျူးတန်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။နောက်ပိုင်းနေမှာပြန်တွေ့ကြတော့ပေါ့။